မာနွေဦးခရိုနီကယ်နိုဝင်ဘာ16မြင်ကွင်းစစ်ဘေးရှောင်ပြည်သူတွေရဲ့ဒုက္ခနဲ့အချင်းချင်းကူညီနိုင်စွမ်းကြဆင်လာနေ့စဉ်သတင်းတွေမှာဘဲမြို့နယ်ဘဲချေးရွာအုပ်စုဘဲဒေသမှာတော့ဖြင့်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေသခံဗနထောင်ဗနသောင်းထွက်ပြေးတင်းရှောင်နေကြရပြီးရိတ်ခါအဝတ်ထဲအမိုးကအကူအညီလိုအပ်နေတယ်ဆိုတဲ့သတင်းတွေတွေ့မြင်နေကြရတာပါလွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်နီးပါးဒီလိုသတင်းမျိုးတွေ့မြင်နေကြဖြစ်နေတာကြောင့်ထပ်မံတွေ့ရှိတဲ့သတင်းက ဖတ်ရှုသူရဲ့အုံနောက်ကိုနှိုးဆွနိုင်ခြင်းမရှိတော့ပါဘူးအခုလိုသတင်းတွေကဖတ်ရှုသူတွေရဲ့စိတ်ကိုနှိုးဆွနိုင်ခြင်းမရှိတဲ့အကြောင်းကစပေးရှောင်တွေအကူအညီလိုအပ်နေတာကိုကိုချင်းစာနာမှုမရှိတာကြောင့်မဟုတ်ပဲဒီလိုဖြစ်ပျက်မျိုးတွေမြန်မာနိုင်ငံနေရာနယ်ပြားမှာနေစဉ်အပတ်စဉ်လစဉ်လိုလိုဖြစ်ပျက်နေတာကြောင့်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့အုံနောက်ကမမတ်ယူတော့တာမျိုးဖြစ်ပါလေကချင်ပြည်နယ်ပူရောင်လိုဒေသမှာစကိုင်းတိုင်းအင်းတော်ဗမောက်လိုဒေသမှာရခိုင်ပြည်နယ်မှာပဲခူးတိုင်းမှာ ရင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်လိုဒေသမှာဒေသနာရေးတိုင်းမောတော်လိုနေရာမျိုးမှာစကိုင်းတိုင်းဒဇယ်ရေဦးခင်ဦးရွှေဘိုကံဘလူစတဲ့နေရာတွေမှာတိုက်ပွဲတွေစစ်တပ်ထိုးစစ်တွေကြောင့်ဒေသခံတွေတင်းရှောင်နေကြရပြီးဒေါ်ရဲတောင်ထဲမှာနေထိုင်နေကြရတာရှိသလိုအနီးနားကျေးရွာတွေမှာယာယီခိုလုံနေထိုင်နေကြရတာငွေချေးအထိုက်လျောက်တန့်နိုင်သူတွေကမြို့တွေစီတင်းရှောင်ပြီးခိတယာယီခိုလုံနေထိုင်ကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ကြသူတွေအနက်မြို့ကြီးတွေစီတင်းရှောင်နေကြတဲ့သူတွေက ငွေကြေးအတန်အသင့်ရှိသူတွေလို့ဆိုနိုင်ပါတယ်မြို့မှာကိုသုံးနိုင်တဲ့ငွေပမာဏနဲ့လိုက်ဖက်တဲ့နေအိမ်တိုက်ခန်းတွေလိုမျိုးငှားရမ်းပြီးကာလတစ်ခုနေထိုင်ဖြတ်သန်းကြဖို့ကြိုးစားကြတာမျိုးဖြစ်ပါတယ်မြို့တွေကိုမတိမ်းရှောင်နိုင်သူတွေကတော့အနီးနားကြေးရွာတွေစီတိမ်းရှောင်ပြီးအများနဲ့သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ဘုံကြီးကျောင်းဖခင်ကျောင်းတို့လိုနေရာတွေမှာဆွေမျိုးသားချင်းရှိသူတွေကမိမိတို့ဆွေမျိုးသားချင်းရဲ့အိမ်လိုမျိုးမှာကာလတစ်ခုအထိခိုကပ်နေထိုင်နေကြတာမျိုးဖြစ်ပါတယ်၂၀၂၁ခုနှစ် ဆီယနာသိမ်းပြီးဂါဇအစာပိုင်းတွေမှာတော့စစ်ဘေးတိမ်းရှောင်သူတွေကိုမတိမ်းရှောင်ရတဲ့လူမှုအနေနဲ့ကူညီနိုင်စွာအတိုက်အတာတစ်ခုတည်းရှိနေသေးတာတွေ့ရပါတယ်။ငွေကြေးရိတ်ခါစတဲ့အရင်းမြစ်တွေအခုလောက်မရှားပါသေးတဲ့အခြေအနေဖြစ်လို့တရားဒုက္ခရောက်တဲ့အခါအချားရွာတွေကအကူအညီပေးနိုင်ကြပါသေးတယ်။စစ်ပွဲတွေကာလကြာရှည်လာတဲ့အချိန်တွေဖြစ်ပွားတဲ့ area ကျေပြန့်လာတဲ့အချိန်မျိုးမှာတော့ဒူးကိုတူကူညီနိုင်စွာရော့ကြလာကြတာတွေ့နေရပါတယ်။ ခြေရွာတွေနယ်တွေမှာဖြစ်ပွားနေတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီဖို့ငွေကြေးစုစည်းကောက်ခံတာအကူအညီပစ္စည်းစုဆောင်ပြီးကိုယ်တိုင်ကိုယ်ကျကားတွေနဲ့တွားရောက်ကူညီပေးတာမျိုးဒီနှစ်ကာလမှာတိတိသားသားနှဲပါသွားပြီဖြစ်ပါတယ်။တပ်ဆိုင်ရာလူမျိုးစုမျိုးနယ်အသင်းဖွဲ့ဘာသာရေးအခြေပြုအသင်းဖွဲ့တွေအလိုက်တာကူညီပေးကြတာမျိုးတွေ့ရပါတော့တယ်။ဥပမာပြရရင် မကြသေးခင်ကဗမောက်မျိုးသိန်းတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ရတဲ့ ရှမ်းနီလူမျိုး၊ကဒူးလူမျိုး၊စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီးတပ်ဆိုင်ရာမျိုးနွယ်ကစာပေရင်ကျင်းမှုအသင်းလို့ယဟန်တော်များအသင်းလို့တပ်ဆိုင်ရာလူမှုအတိုင်းဝိုင်းဆိုင်ရာအလိုက်၊ကုညီငွေထည့်ဝင်တာ၊အကူအညီပစ္စည်းတွေစုစည်းကြပြီးပေးပို့ကြ၊ကုညီကြတာတွေ့ရပါတယ်။အစာပိုင်းကာလတွေတို့နေတဲ့နယ်မှာစစ်ဘေးရှောင်တွေအကူအညီလိုအပ်လို့နိုင်ငံအနှံ့ဝိုင်းဝန်းနှိုးဆော်ကစုစည်းထည့်ဝင်ကြပေးရကြတဲ့အနေအထားမျိုးမဟုတ်တော့တာတွေ့နေကြရတာပါ။ ပြည်သူလူထုအချင်းချင်းအကူအညီကိုအလေးပေးပြောဆိုနေတာဖြစ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ကုလသမဂ္ဂအာဆီယံစတဲ့အဖွဲ့အစည်းတွေကအကူအညီပေးရတာတွေမရှိဘူးလားလို့မေးခွန်းထုတ်စရာရှိပါလိမ့်မယ်။ကုလသမဂ္ဂအောက်ကအဖွဲ့အစည်းတွေဖြစ်တဲ့ UNFPA, WFP လို့စာနယ်ရိက္ခာနေစရာအသုံးဆောင်ပေးရတဲ့အစီအစဉ်တွေရှိနေကြပါမယ်။စစ်ပွဲဖြစ်ပွားရာဒေသတိုင်းကိုကုညီနိုင်တဲ့ရမုံဝင်နဲ့ကုညီဖို့တွားရောက်ခွင့်ရတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူး။စကိုင်းတိုင်းလိုဒေသမျိုးမှာ အခါအားလျော်စွာရိတ်ခါအကူအညီတွေပေးနေတယ်လို့အဲ့ဒီဒေတာကလူလူရဲ့ပြောဆိုမှုရသိရပေမဲ့အခက်ခဲကြုံတွေ့နေရတဲ့ဒေတာတိုင်းကိုပေးအပ်နိုင်တဲ့အနေအထားမျိုးတော့မတွေ့ရပါဘူး။မြို့တွေကျွာတွေတိုင်းယူနိုင်ရေးတိုင်းယူပြီးနောက်ထိမ့်ချုပ်ထားနိုင်ရေးအစရှိတဲ့မဟာဗျူဟာတွေနဲ့ပတ်သက်လို့ NUG ဒိုင်းဟန်သာလက်နက်ကိုင်တပ်တွေကဘယ်လောက်ထိတောင်းဆိတ်အောင်စဉ်းစားပြီးမဟာဗျူဟာကြကြပြင်ဆင်ကြသလဲတော့တိတိကျကျမသိနိုင်ပေမဲ့ မြို့တွေရွာတွေတိုက်ခိုက်သိမ်းယူလိုက်ပြီးရဲစရက်ဘက်သို့မဟုတ်လအနေငယ်ကြမှာတစ်ဖက်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ကြရမှာထပ်မံထိခိုက်ဆုံးရှုံးမှုပျက်စီးမှုတွေနဲ့မြို့တွေရွာတွေဟာနောက်တစ်ကြိမ်ဆုတ်ခွာထွက်ပြေးကြရတဲ့ဖြစ်ပျက်တွေခုတလောမြင်တွေ့လာနေကြရပါတယ်။ကောလင်းတပေချင်းနောင်ချိုကြောင်မဲဒီဘောကော့ဂရိတ်အစရှိတဲ့မြို့တွေဟာတော်လင်းအင်အားစုတွေတင်းစင်ကမြို့နေလူအများစုအနေနဲ့တကြိမ်မြို့ကိုဆုတ်ခွာတိမ်းချောင်ခဲ့ကြရတာပါ။မြို့ကနေဆုတ်ခွာနိုင်ခြင်းမရှိတဲ့သူတွေဖို့လည်း မြို့သိမ်းတိုက်ပွဲတွေကာလမှာထိခိုက်သေးဆုံးမဲ့အန်ဒီယန်နဲ့အတူရှင်တွဲပြီးကြော်ဖြတ်ခဲ့ကြရတာဖြစ်ပါတယ်။နောက်တစ်ပတ်အာနာသိမ်းစစ်တပ်ကမြို့သိမ်းမှုပြန်လည်ထိုးစစ်ဆင်လာတဲ့အခါမှာလည်းထပ်ပြီးတင်းရှောင်ကြရဖို့ဖြစ်လာခဲ့တာပါ။တစ်ချိန်ပြီးတစ်ချိန်မြို့ကိုစွန့်ခွာပြီးထွက်ပြေးတင်းရှောင်ကြရတဲ့ချင်းဒီမျိုးမှာအချို့လဲထပ်မံတင်းရှောင်တာမလုပ်တော့ဘဲအရေးစွန်နေထိုင်ပြီးကြော်ဖြတ်ကြတာတွေတွေ့ရပါတယ်။မြို့တွေရွာတွေကတင်းရှောင်ရတဲ့ဆုံးဖြတ်ချက်ချဖို့ကလွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ မြို့ကိုစွန့်ခွာတင်းရှောင်သူတွေအနေနဲ့နေအိမ်ပိုင်ဆိုင်မှုသုံးဆောင်ပစ္စည်းအတမွေးဝန်းချောင်းသုံးပစ္စည်းတွေဆုံးရှုံးနိုင်ခြင်းမြင့်မားစွာရှိနေတာကြောင့်ဖြစ်ပါတယ်မြို့ကနေစွန့်ခွာတာနဲ့အခြားမြို့မှာဒေသမှာနေစရာငှားရမ်းကလုတ်ကင်မလုတ်ကင်နိုင်တော့တာကြောင့်စစ်ရှောင်နေစဉ်ကုန်ကြမဲ့ကုန်ကြစိတ်တွေစတာတွေကိုတွက်ချက်ပြီးမှရှောင်တင်းကြရတာမျိုးပါအညာကြီးရွာတွေကတင်းရှောင်ကြရမှာတော့ရိတ်ခါဆောင်းအဝတ်အစားအုပ်ခွက်တွေကိုလဲရီစိုက်ကဲထော်လာကြီးတွေပေါ်တင်းပြီး အနီးနာတောတွေထဲမှာရှောင်တင်းကြရတာမျိုးဖြစ်ပါတယ်။ပြန်လာတဲ့အခါနေရင်တွင်မီးရှို့ခင်းရတာမျိုးနဲ့လဲကျုံတိုင်းသလိုရွာကိုအချိန်နဲ့ကြံကြည့်ရမှာအစင်မသိလို့စစ်တက်နဲ့တိုးပြီးတပ်ဖြတ်ခံရနှိမ့်ဆက်ခံရတဲ့ဖြစ်တွေကလည်းကြုံရနိုင်တာပါ။စစ်မှတ်ဖြစ်ပွားရာဒေသကလူလူအနေနဲ့တော်လိုင်းအင်အားစုတွေရဲ့မျိုးသိမ်းနေသိမ်းတိုက်ပွဲတွေကိုတက်တက်ကြွကြွထောက်ခံအားပေးခဲ့ကြပါမိမယ်။ဒီကြိမ်ပြီးဒီကြိမ်သိမ်းလိုက်ပြန်လက်လွရလိုက်အနေထားမျိုးတစ်ခုမကဖြစ်လာတဲ့အခါမှာတော့ဒေသခံတွေရဲ့ဘဝတွေ နလန်ထူဖို့မလွယ်ကူတော့တဲ့အနေအထားတွေကိုလည်းတော်လိုင်းအင်အားစုတွေအနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုအပ်လာမှာဖြစ်ပါတယ်ခင်ဗျာ။